ဒီနေ့ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆိုးဝေးရေးသားတဲ့အာဆီယံဘက်ကဒီဒီချင်းဘာရီထူးခြားလာလဲဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်အထက်ပါမေးခွန်းနဲ့အားလုံးကစိတ်ပြက်လက်ပြက်နဲ့ဒီဒီချင်းလဲမေးလာကြမိမှာတေးကြာပေါက်ပဲဖြစ်ပါတယ်အာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ ြန်မာနဲ့ပတ်သက်ပြီးတော့၎င်းရဲ့လှုပ်ဆောင်ချက်များဟာအလားအလားကောင်းနေတာကိုရှင်းရှင်းဝေအောင် ပြောဆိုသွားခဲ့ပါတယ်။သို့တော့အဓိကကျတဲ့အရွေးတစ်ခုအဖြစ်ထွက်ပေါ်လာတာကမြန်မာနိုင်ငံအတွက်အာဆီယံထူးတန်တမန်ကို ယခင်ကလို့အလှည့်ကျမဟုတ်တော့ပဲအမြဲတမ်းခန့်အပ်သွားတော့မယ်လို့တညီတညွတ်သေးဆုံးဖြတ်လိုက်ကြခြင်းပဲဖြစ်ပါတယ် ။ဣတီကလည်းကာလကြာမြင့်စွာကလေးကလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ရလေဖြစ်ပါတယ်။ဥက္ကဋ္ဌဖြစ်အလက်ကျတာဝန်ယူရတဲ့နိုင်ငံမှတဦးဦးဟာအထူးတန်တမန်ဖြစ်လာပါတယ်။၎င်းတို့ဟာသက်ဆိုင်ရာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဘောင်ထဲမှသာလှုပ်ရှားကြရလို့ဘရူနိုင်းကမ်ဘောဒီးယားလာအိုတို့ရဲ့ဟန်ပြအယောင်ဆောင်လှုပ်ရများနဲ့အချိန်ကုန်သွားခဲ့ရပါတယ်။ အင်ဒိုနီးရှားရဲ့အာဂျိုမန်တက်ဆောင်ရွက်ခဲ့မှုများဟာလာအိုလက်ထက်မှာရက်တန့်သွားခဲ့ရပါတယ်။ယခုအမြဲတမ်းတန်တမန်အား၃နှစ်တတန်းလို့ရည်မှန်းထားကြပါတယ်။မိသူကိုရွေးချယ်ရမည်ကိုမသိသေးတော်လဲထို့သို့ခန့်အပ်ရန်ကန့်ကွက်မဲ့သူမရှိသဘောတူလာခြင်းဟာမြမကြီးဖြစ်ရှင်းရန်ရည်ရည်ကြီးလိုအပ်လာပြီးဆိုတာကို အားလုံးကတညီတညွတ်ထဲလက်ခံလိုက်ချင်းဖြစ်ပြီးတော့အကြံဖတ်သမားမင်းအွန်လိုင်းလုံမီဆိုတဲ့ရွေးကောက်ပွဲကဘာမှဖြစ်လာမှာမဟုတ်လို့ယုံကြည်နေကြကြောင်းကိုလည်းအထင်အရှားတွေ့လာရခြင်းလည်းဖြစ်ပါတယ်။အမြဲတမ်းတဏ္ဍာမအနေနဲ့နှစ်ဖက်လုံးနဲ့ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးရင်တာဝန်ရှိလာပါတယ်။လက်ရှိမှာအန်ဝါဣဗရာဟင်ဟာငလျင်ကိုအကြောင်းပြုပြီးနှစ်ဖက်လုံးနဲ့တက်ကြွစွာထိတွေ့ဆက်ဆံနေတော်လဲ။ မင်းအောင်လိုင်းကကွာလာလံပူတို့ဖိတ်ကြားရန်အထီးတော့မျက်နှာပြောင်မတိုက်ရဲပါဘူးတနည်းအားဖြင့်ဆိုရရင်အကျန်းဖက်သမားမင်းအောင်လိုင်းဟာရက်ကွက်ထဲကဘဲအိမ်မှာပင်အလူလုတ်လုတ်ဖိတ်ကြားမခံရပဲဝက်ကောင်းဆလာဝတ်ပြီးအလူအိမ်ရှိရာသူကြော့ကြော့မော့မော့တောင်းနေသူများကိုအိမ်ထဲမှာချောင်းကြည့်နေရတဲ့ဘဝ ဖြစ်နေလို့တနည်းလျင်နှစ်ကြိမ်မြတ်စိတ်ဆင်းရဲခြင်းကြီးစွာခံစားနေရသူဖြစ်ပါတယ်မလေးရှားနိုင်ငံကြီးဝန်ကြီးမိုဟာမက်ဟာဆန်ဟာဇွန်လာတဲမှာနေပြည်တော်ကိုတွားပြီးစစ်အုပ်စုနဲ့ဆွေးနွေးမယ်လို့သိရပါတယ်၎င်းရဲ့အပြောအရအင်ဒိုနီးရှားရဲ့အာချီမာလဲဆူနာမီဖြစ်ပြီးနောက်အားလုံးစပွဲဝိုင်းရှိရာရောက်လာကြလို့မြန်မာမှာလဲငလင်တန်ခံထားရလို့ထို့သို့ဖြစ်လာလိမ့်မယ်လို့ယူဆကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် ို့သော၎င်းရင်ဆိုင်ရမယ့်လူများကကဘာမှာမိသည့်နေရာတွင်မှ တွေ့ရမှာမဟုတ်တဲ့တရေမရေစီးနေသူများဖြစ်နေသည့်ဆိုဒီကိုသိရှိထားပုံမရသည်လို့ယူဆပါတယ်။အာဆီယံအနေနဲ့မြန်မာအချက်၅ချက်ကိုမလိုက်နာလို့ဆိုကအဖွဲ့ဝင်ဖြစ်မှရက်ဆိုင်ခြင်း ို့မဟုတ်ကလည်းမြို့သားညညရေးအစိုးရဖွဲ့အားဖိတ်ကြား၍ဆွေးနွေးမီအဆရှိတဲ့ဖီအားများပေးမီဆိုက၎င်းတို့အဖို့လဲယခုလိုအဆက်ရနိုင်စရာအကြောင်းမရှိတော့ပါဘူးအာဆီယံနဲ့တရုတ်ကမြောက်ဘက်ချမ်းမာစီရေးတန်တမာရေးရကြွက်သားများထုတ်ပြလာပြီဖြစ်လို့မြန်မာဟာအင်အားကြီးနိုင်ငံများအားပြန်ရာကစားကွင်းကြီးအဖြစ်ရောက်မသွားမီတခုခုလုံးမှဖြစ်မီဆိုကလှုပ်လာပုံရတယ်လို့နေကြီး အရှာမှာရေးသားထားပါတယ်။အာဆီယံမင်းအွန်လိုင်းလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘုံရက်တီချက်ထွက်ပေါ်လာရင်ဆွေးနွေးနေစေလို့သိရပါတယ်။မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ကမူမိုဟာမက်ကမူမဲဆန္ဒရှင်တစိတ်တစ်ပိုင်းသာ ပါဝင်နိုင်မဲ့ရွေးကောက်ပွဲမျိုးလုပ်ယူအကျိုးထိုးမီမဟုတ်လို့မှတ်ချက်ချခဲ့ပါတယ်။၎င်းတို့ဘက်ကမကြွသေးသူ၍နိုင်ငံတကာကလည်းနေသာတဘလေညာကလို့သဘောထားနေမိတာဖြစ်ပါတယ် ခုအခါအကျန်းဖက်စေအုပ်စုကိုမတိမတာထောက်ခံမှုပေးနေတဲ့ထိုင်းဟာလေမြန်မာဘက်ချမ်းမှာကရင်မျိုးသားတမကဟာတဖြည်းဖြည်းနဲ့စီရရာတာစီရလာနေတဲ့အိမ်မက်ဆိုးကြီးနဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ကရင်စစ်မျက်နှာဘကူအေအာဝရီတနင်းသာကြီးမွန်ပြည်နယ်များအတွက်လွန်စွာအရေးပါနေတယ်လို့အေအာဝရီတရင်ကဆိုပါတယ်။အကျန်းဖက်စေအုပ်စုဟာ၎င်းတို့ရှိသည်မြအင်အားများကိုစုစည်းပြီးရခိုင်ချင်းကချင်းရှမ်းမြောက် ကရင်နီ ကရင်ပြည်နယ်များနဲ့နိုင်ငံလေပိုင်းမှာအလူးအလဲတိုက်ခိုက်နေရပြီဖြစ်ပါတယ်အကျန်းဖတ်သမားမင်းအောင်လှိုင်နဲ့အပေါင်းအပါများကတော့တိုင်းပြည်ကိုဖြစ်ချင်တာဖြစ်တရုတ်လက်ထိုးအပ်ရလဲမမှုတော့ကိုမိသားစုအသက်ထက်ဘယ်ရာကုန်များဂယုဆိုင်နေရဥမီနီလို့ယူဆနေချိန်မှာ၎င်းတို့ကိုပံမိုးပေးနေသူများအနေနဲ့စဉ်းစားဖို့လိုအပ်လာနေပါတယ် တခုတည်းမေးရမယ်မေးခွန်းကအကျန်းဖတ်သမားမင်းအောင်လှိုင်တို့ဘက်ကအနိုင်ရမီလားအနိုင်ရမယ်ဆိုကလည်းနောက်9နှစ်လား10နှစ်လားတိုင်းပြည်ဖုတ်ဖို့ညံ့ညက်ကြေးပြီးမှလားဆိုတာကိုမညာရန်မေးရတော့မှာ ဖြစ်ပါတယ်ယခုတည်းလည်းအောင်ပွဲဟူ၍မမြင်ရ၎င်းတို့ကိုထောက်ခံနေတဲ့အတွက်ချိုးထွန်းအောင်လူတေရင်းတတ်ဆင်းရမယ်အန္တရာယ်ကြီးရှိနေပါတယ် ို့အတွက်မိမိအတွက်သာမက တိုင်းပြည်အတွက်ပါအနေရပေးလာနေသူများကိုအဘဲကြောင့်ဆက်၍ပန်ဘိုးပေးနေတဲ့ဒဏီဆိုဒီကို နဖူးပေါ်လက်တင်ပြီးစဉ်းစားကြရတော့မှာ ဖြစ်ပါလေပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်